ဖရာကြီးကပရမဟန္တာဝီမတိုင်ခင် မိဂဒိဗ္ဗမင်းငယ်နဲ့ပင်္ဂန်စောနစ်မင်းတို့ကတည်တယ်လို့အဥတ္တရတမိုင်းကသိရတော့ခေဆဲဆဲပပျက်စီယူရင်းနေတာပါလေအင်္ဂလိပ်မင်းနဲ့ထဲကြတော့1982ခုနှစ်လောက်မှာဖရာကြီးရဲ့အုတ်ယိုးဒန်းကြီးကြံနေတယ်ဥဘူရွာနေပြီးတော့ရာဇကြီးဥဘူတို့ဖရာနေပြီးတော့ဒီအုတ်ယိုးဒန်းကြီးကိုပြန်လဲခေါ်ချလိုက်တဲ့အခါမှာ ပလင်နဲ့အဲ့ဒါပျက်စီးတဲ့ရုပ်ပါတော့ကြီးပေါ်လာတာပေါ့ဒါမူလအလှရာအတိုင်းဒါတဏ္ဍာမပြက်ဘုရားကြီးကရှေးအမွေနှစ်တိုင်းတာတရှိတာပေါ့လေဒီဘောမှာပြုတ်ပြင်တာဆိုတော့အခုလို့ရွှေချတာတို့မျက်နှာရောင်တော့ဖွင့်တာလောက်ပဲရှိပါစတဲ့တော့ကတော့အတောင်တရာဆိုပြီးတို့ကပြောတာပေါ့အခုတော့134ပြီ6လက်မှဘုရားကြီးရဲ့အတေအလျားတော့ပေါ့ စိန်တားလျောင်းဖြစ်လာခြင်းအကြောင်းရင်းဟာအဲ့လိုတူးဖော်ပြီးတော့မှစိန်ထပန္နာတို့ဘာလို့ရတယ်ဆိုပြီးတော့ဒါပြောစမှာဖြစ်ကြလို့စိန်တားလျောင်းဖြစ်လာတယ်လို့အာယူဆရတာပေါ့ပဇိုင်းရာဆိုရင်နေရတာသူတို့ကဟိုကျိန်စာတို့ဘာလို့ဒါပြိုသွားလို့ဒါပြောတာပါတကယ်တကယ်ပြန်ဆောက်တော့လေပြန်တဲတော့လေတစောင်းကြီးကခိုင်းပါမှာပြန်ပြီးရှိနေတာပဲအဲ့တော့ဒါကိုကြည့်စရာမြေကျိန်စာဆိုတာတိတ်ယုံလို့မရဘူးလို့ပြောရမှာပေါ့လေ င်တန်ရောင်ဖရာကြီးရဲ့တမိုင်းအကြောင်းကိုအဲပြောရမယ်ဆိုရင်တော့ဖရာကြီးကိုဒါပရမဟန္တာဝီမတိုင်ခင်ဥဒ္တတိုင်းရဲ့မြို့တိုင်းစားပေါ့နော်မိဂဒိဗ္ဗမင်းငယ်ကနေပြီးတော့စပြီးတည်ခဲ့တာပေါ့ဒီလိုတည်တဲ့အချိန်တုန်းကမိဂဒိဗ္ဗမင်းငယ်နဲ့ပင်ကစောနစ်မင်းတို့ကတည်တယ်လို့ဒါဥဒ္တတတမိုင်းကသိရတာဒီဖရာကိုဘယ်အချိန်ကတည်လဲလို့အတိအကျတွက်ကြည့်ရင်တော့663နဲ့ 683ကြားမှာတည်ခဲ့တယ်လို့ဒါတွက်ဆရတာဗောလေဖရားရဲ့ချင်းရင်တော်ဟာကံကတော့ဖရားကြီးတည်တဲ့အချိန်တော့ကတော့ဖရားကြီးကိုတည်ဖို့လို့ဒါအုတ်တို့ဘာလို့လိုတဲ့အခါကျမှသူတို့ဒီကနေပြီးတော့မြေကြီးကိုယူပြီးတော့အုတ်ဖုတ်တာတို့ဘာလို့ရှိခဲ့တယ်လို့ပြောတာဗောလေအဲ့ဒီကနေစပြီးတော့ဖရားနဲ့ကံနဲ့က ကံကြီးဖြစ်ပေါ်လာပြီလို့ဘုရားနဲ့ကံတဲ့တပြိုင်တည်းဖြစ်ပေါ်လာတယ်လို့ပဲတွက်ဆရတာပေါ့လေအခုတို့ဒီကိုရောက်တဲ့အခြေအားစပြီးတော့သူကကြာဖြူတွေရှိတယ်လေကြာဖြူတွေရှိတော့ဒါအခုတို့ကကြာကံလို့ပဲပြောအောင်ပါဘောနော်ဖះကတော့ဟိုးအရင်တုန်းကတော့လေဒါဂျားရက်တွေရောစရင်ဒင်းကရင်ရောဒါစီကားကတော့ရှိတာပေါ့ အခုနောက်ပိုင်းကြီးကြတော့စင်တင်းတွေမှာတော့ဖျားဘူးတော်တော်များများရှိပါတယ်။ကြားရက်တွေမှာတော့နည်းနည်းပါတာပေါ့လေ။စင်တာလျောင်းနဲ့ရွှေတာလျောင်းကတော့ဒါမိကဒိဗ္ဗမင်းတည်ခဲ့တဲ့အဆက်တွေလို့ဒါတမိုင်းကတော့ဒါဟိုဖတ်ရတာပေါ့လေ။ဒါအဲ့ဒါကြောင့်မလို့စင်တာလျောင်းနဲ့ဒီရွှေတာလျောင်းကတော့ခစ်ပြိုင်တည်ခဲ့တဲ့ဖျားတွေလို့ဒါယူဆရတာပေါ့လေ။ အညိုရောင်စီဒီပေါ့နော်ရှောင်းစီဒီကတော့ဒါတိမ်မဲ့ပြူမေးတွေလက်ထက်က တက်ခဲ့တဲ့စီဒီလို့ဒါရှောင်းသူတင်တာရဲ့ခံမှန်းချက်ရသိရတာပေါ့လေအဲ့တော့တိမ်မဲ့ပြူဆိုတာဘလို့မျိုးဆက်လဲလို့ဆိုရင်တေခက်တရားနေပြီးတော့ပြူလူမျိုးတွေကနေပြီးတော့ဒီအောက်ပြီးအောက်ရကိုရေကြီးရမျက်နှာဆင်းလာတာရှိတယ်။ဂျာမညတိုင်းကမွန်လူမျိုးတွေကဒီဟိုဒီဘက်ကို အခြေချလာတာရှိတယ်ပေါ့နော်။အဲ့တော့ ရာမညာတိုင်းရာမလူမျိုးတွေနဲ့တိခိတရာကဖြူလူမျိုးတွေနဲ့မျိုးဆက်တဲ့ဖြစ်လာတာကိုတိမ်မဲ့ပြူလို့ဒါပောက်ခွာလာတယ်လို့ဒါပြောကြတာပေါ့လေအဲ့တိမ်မဲ့ပြူမင်းတွေလက်ထက်တုန်းကတဲခဲ့တယ်လို့ဒီဖရားကိုဒါရှေအောင်သူတေသနာရဲ့ယူဆရတာပောက်ချက်ချတာတာပေါ့ဒါပထမတော့ကတော့ဒါကုန်းကမူကြီးပေါ့ ကုန်းကမှုကြီးကိုရင်းပြတော့ဒါအပေါ်မှာဒါရင်းပြတော့လုံမယ်ဆိုပြီးဖယ်ရှားလိုက်တဲ့ခါကျတော့တပိတ်မောက်ကနေစပြီးတော့ဒါရှေးဟောင်းလက်ရပြန်ပေါ်လာတယ်။ပေါ်လာတော့ရှေးဟောင်းသူတင်သားကလာကြည့်လိုက်တဲ့ခါကျတော့ဒါရှေးဟောင်းဒါလက်ရဖျားဖြစ်တဲ့အတွက်ကုန်းတော်ကြီးကိုဒီတိုင်းထားပြီးတော့ဖော်ချမယ်အောက်ကိုပြန်လဲဖော်ထုတ်မယ်ဖော်ထုတ်ပြီးတော့အပေါ်ကိုပြန်ပြီးတော့အဲ့ဒီခက်ကအတိုင်းလက်ရအတိုင်းပြန်လဲပြီးတော့ဒါတီထားမယ်လို့ဒါရှေးဟောင်းသူတင်သားကဒါဆုံးဖြတ်ချက်ချတဲ့အတိုင်းပဲ ဒီဇေဒူကြီးကိုပြန်လဲဖော်ထုတ်ခဲ့တာဗောလေဆက်ပြီးတည်တဲ့အခါကျတော့ပကံကနေပြီးတော့အဲလက်ဝိပညာရှင်တွေပေါ့နော်သူတို့ခေါ်တယ်ခေါ်ပြီးတော့အဲ့ဒီခစ်ကလက်ရအတိုင်းပေါ့နော်အပေါ်ပြန်ပြီးတော့ဆက်တည်ခဲ့တာဗောအတိုင်းပဲဇေဒီပေါ်မှာတွေ့ရတဲ့နိုင်ရတောင်တွေရှိတယ်အဲ့ဒီနိုင်ရတောင်တွေကဘာကြောင့်မဖဲတာလဲလို့ဆိုတော့ဒါလက်ရှိတည်ထားတဲ့ဇေဒီကြီးကတိမ်မဲ့ပြူလက်ရဒီနိုင်ရတောင်တွေကမင်းဆက်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 ပြီးတော့သွားငုံပြီးတည်ထားခဲ့တဲ့အတွက် ဒါနိုင်ရတောင်ဒီကြံခဲ့တာဗောနော်နောက်ဆုံးနောက်ဆုံးဒီဒီအရှိမြောက်တောက်ကနေကြံတဲ့ဒီဒီဝတင်းဗော အုတ်မြစ်ကရှင်စောဘုရင်မာကြီးနောက်ဆုံးမုံမှန်ခဲ့တဲ့ဇိနဗိမ္မာစေတီဆိုပြီးတော့ဘွဲ့တော်ပေးခဲ့တဲ့ဒါအုတ်ယိုးဗောဒါရှေးလက်ရအုတ်ယိုးကြံတာဗောနော်အဲ့တော့ဒီစေတီကြီးကပထမမူလကပြူခက်ကတည်တယ်တော့အစစ်စစ်မုံမှန်ခဲ့တယ်ဆိုတော့ဒါတက်သေးတယ်ဗောနော်အုတ်ယိုးတွေပေါ်လာတာဗော ခရာကြီးကဟိုတော့ခေအဆက်ဆက်သွားပြက်စီးယူရင်းနေတာဗောလေထွက်ဆိုးရှင်ရနေတဲ့ဟာကိုအင်္ဂလိပ်မင်းနဲ့ထဲကြတော့ဟာတော့1980ခုနှစ်လောက်မှာခရာကြီးရအုပ်ယိုးဒန်းကြီးကြံနေတယ်အဲ့တော့အိုးဘိုရွာကနေပြီးတော့ရာသကြီးဥဘိုတို့ဖွဲ့ရနေပြီးတော့ဒီအိုးယိုးဒန်းကြီးကိုပြန်လဲခေါ်ချလိုက်တဲ့ခါမှာအဲပလင်နဲ့ရုပ်ပါတော်ကြီး အဲ့ဒါပျက်စီးတဲ့ရုပ်ဘာတော်ကြီးပေါ်လာတာပေါ့အဲ့ဒီပေါ်လာတဲ့အချိန်မှာမြ့နဲ့စိန်ဆိုပြီးတော့ရခဲ့တယ်လို့ဒါပါဇက်ရဆိုရင် ရှိတာပေါ့အဲ့တော့ဖရာကြီးရဲ့မူလဘွဲဟာဗုဒ္ဓယူပမဟာဗုဒ္ဓယူပအဲ့ဒါကိုဒီမြ့နဲ့စိန်မြ့ကတော့သူကဒီမှာကွဲသွားတယ်လို့တော့တော့ဒါဒါသူတို့ပြောတာပေါ့အဲ့တော့စိန်ရရှိခဲ့တယ်တဲ့ဆိုတော့အဲ့စိန်ကိုဆွဲပြူပြီးတော့သူတို့စိန်ဖရာဆိုပြီးတော့ပြန်လဲပြီးဘွဲတော်အစ် ဒါပြေးခဲ့တာလည်းဖြစ်နိုင်တာပေါ့နော်သူရပထမမူလဘွဲကမဟာဗုဒ္ဓယူပဘွဲဖြစ်တယ်စိန်တလျောင်းဖြစ်လာခြင်းအကြောင်းရင်းကအဲ့လိုတူးဖော်ပြီးတော့မှဟိုစိန်ထပန္တာတို့ဘာလို့ရတယ်ဆိုပြီးတော့ဒါပြောစမှာဖြစ်ကြလို့စိန်တလျောင်းဖြစ်လာတယ်လို့အာယူဆရတာပေါ့လေနောက်ဘုရားကြီးကနေပြီးတော့ဘုရားကြီးကိုပြန်လဲဖော်ထုတ်ပြီးတော့ဒီအမိုးအကာမဲ့ပြီးတော့ဘုရားကြီးကဒီလိုပေါ့မိုးရွာတဲ့မှာဒါသတင်းသုံးနေရနေပြီးတော့ 1290နဲ့3ခုနှစ်လောက်မှာအရေးပိုင်မင်းအရေးပိုင်မင်းဥဖြူဥဆောင်တဲ့မဟာတို့အဖွဲ့ရနေပြီးတော့ဘုရားကြီးကိုအမိုးမိုးခဲ့တယ်အမိုးမိုးခဲ့တဲ့အခါမှာတော့သူကသူကဟောပေါ့1306ခုနှစ်လောက်မှာသူကအမိုးတန်တဲ့သောင်းကြီးပြီးသွားတယ်အဲမိုးသောင်းကြီးပြီးသွားတဲ့အချိန်မှာသူကတစ်နှစ်အတွင်းမှာပြန်လဲပြူကျသွားတယ်အဲပြန်လဲပြူကျခြင်းရဲ့အကြောင်းကြီးကတော့အဲ့ဒီခေတ်ခါတော့ဟာဒါ ဟိုဆောက်လေးလုပ်ငန်းပိုင်းတွေတိုးတက်မှုရှိတာလည်းပါတာပေါ့လေနောက်တန်ကူကွန်ကရစ်တွေအားနေတာလည်းပါတယ်နောက်တစ်ခါဒီဇောင်းအပေါ်ဝိုင်းနဲ့အောက်ဝိတ်ကမမျှတဲ့ခါကျတော့အဲ့တော့လေပြင်းတိုက်တဲ့ခါကျတော့အောက်အောက်ခြံတွေယာပြီးတော့အကုန်ပြိုကျကုန်တာပေါ့1998ခုနှစ်လောက်မှာဒါအေးဝင်တော်ကြီးဥဆောင်တဲ့ဒါဟိုတပြည့်သားသမီးတွေအားဒီဥဆောင်ပြီးတော့မတ္တီတာရကပေါ်လာတာပေါ့လေအဲ့ပေါ်လာတဲ့အချိန်ကျတော့သူကငယ်ငယ်တော်စုကနဲ့ပေါင်းပြီးတော့ ကြီးခဲတွေနဲ့ပေါင်းပြီးတော့ဒီဇောင်းကြီးကိုပြန်လဲပြီးတော့သွားပြန်တည်ခဲ့တာပေါ့2002ခုနှစ်မှာဒါအပြီးတည်ပေးနိုင်ခဲ့တယ်အဲပြီးစီးခဲ့တဲ့အခါအခုချိန်ထိ2024ဒီဇောင်းကြီးကအဲမူလလက်ရမပြတ်ပဲကြက်ခိုင်တောက်နေပြီးတော့တည်ရှိနေတာကတော့ဒါဘာလို့လဲဆိုတော့ဒီခိုင်ငံ့မှုနဲ့လက်ရှိခေဒါပြည်သူကလက်ရာတွေကြောက်ပဲလို့ဒါပြောရမှာပေါ့လေပစိုက်ရာဆိုရင်တရားတာတို့ကဟိုကြိမ်စာတို့ဘာတို့ဒါပြိုသွားလို့ဒါပြောတာပါ တကယ်တကယ်ပြန်ဆောက်တော့လဲပြန်တည်တော့တဲ့တစောင်းကြီးကခိုင်းမှမှပြန်တည်ရှိနေတာပဲအဲ့တော့ဒါကိုကြည့်စရာမြင်ကျိန်စာဆိုတာတိတ်ယုံလို့မရဘူးလို့ပြောရမှာပေါ့လေအဲ့ဒီ2002ခုနှစ်ကနကူတီပြန်တည်ဆောက်ပြီးတဲ့အချိန်မှာဒါဟိုတမလင်ကဆရာတော်ကြီးဥဆောင်တဲ့ဒါသာသနာတီလူဆရာတော်ကြီးတွေအဲဩဝါဒဆရာတော်ကြီးဥဆောင်ပြီးတော့ အဲဖျားကြီးကိုပြန်လဲပြီးတော့ရောင်တော်ဖွင့်တယ်ဒါလုံးတော်ပြည့်ရွှေချခဲ့တယ်ဒါမူလဒီအလှရားအတိုင်းဒါတဏ္ဍမပြက်ဖျားကြီးကရှေးအမွေနှစ်တိုင်းဒါတရှိတာဗောလေဒီဘောမှာပြုတ်ပြင်တာဆိုတော့အခုလို့ရွှေချတာတို့မျက်နှာရောင်တော်ဖွင့်တာလောက်ပဲရှိပါတယ်စတဲ့တော့ကတော့အတောင်တရာဆိုပြီးတို့ကပြောတာဗောအခုတော့134ပြီ6လက်မှာဟိုဖျားကြီးရဲ့အတေးလေအလျားတော့ဗောနော်134ပြီ6လက်မှာနှစ်စက်နှစ်တိုင်းဖျားပွဲတော်က တပေါင်းလားပြည့်မှာသူကကျင်းပတယ်ကျင်းပတဲ့အခါမှာသူက၁၂ရက်နေ့မှာဖျားပွဲတော့ဖွင့်ပွဲခန္ဓာကျင်းပတယ်ကျင်းပပြီးတော့ပထမကုသိုလ်ပွဲလုပ်တယ်၁၅ရက်နေ့မှာပထမသိမ့်ပွဲလုပ်တယ်အဲ့ပထမသိမ့်တဲ့နေ့မှာဆွမ်းတော်ကြီးကတ်တယ်မနေ့ပိုင်းပြီးတော့ဆွမ်းဆန်သိမ့်လောက်လူပွဲတွေလုပ်တယ်အခြားပျော်ပွဲရှင်ပွဲတော့ဒီမှာမပါဘူးပေါ့လေအဲအဲ့လိုဆွမ်းဆန်သိမ့်လောက်ပွဲတို့ဗုဒ္ဓပြည်တွေကဒီကစားတင်ပွဲတို့ဒါတွေပဲလုပ်ပါတယ် ရားကြီးကတော့ပဲခူးကနေပြီးတော့ပဲခူးဒါရှင်မော်တော်စီဖရာကြီးဖရာကြီးဆိုရင်တော့လူတော်များသိပါတယ်ရှင်မော်တော်ဖရာကြီးရဲ့တောင်ပွဲမဟုတ်ကအဆင်ရနေပြီးတော့ပဲခူးတနပ်ပင်ကာသွားသွားတဲ့ကလန်တောက်လျှောက်လာခဲ့လို့ရှိရင်ဟင်းတာကိုမောဆန်ပြားရက်ွယ်ကြော်လို့ရှိရင်အဲစိန်တာလျောက်ရုပ်ပွားတော့ပြကြီးတို့ဆိုတဲ့ဆိုင်မုတ်ကြီးကိုတွေးပါလိမ့်မယ်ပုတ်ဦးယူအဲ့ရနေ့ခုနှစ်ဖာလုံးလောက်ဝယ်လာရင်တော့ဒါလျောင်းတော်မူဖရာကြီးကိုဒါဖူးဖူးတွေ့ရမှာဖြစ်ပါတယ်